အာကျွန်တော်တို့ခြေရလိုက်ခဲ့တဲ့ခြေရအဟောင်းလေဗျာခြေရဟောင်းကိုလိုက်ကြတာအခုတွေ့တာခြေရအစ်စ်ဗျရွက်ခလဲကြနေတဲ့နေရာတဝိုက်မှာတွေ့ခဲ့တာနို့ဖြင့်ကိုလင်းဆိုလိုချင်တာရွက်ခကိုအဲ့ဒီခြေရရှင်မိမတတ်တယ်ပေါ့ဘလို့ဖြစ်နိုင်မှာတော့မိမတယောက်ကယောက်ျားတယောက်နဲ့ထိတိုက်တွေ့ပြီးတတ်ဖြတ်ကြတယ်ပြီးတော့မိမကနိုင်ကြတယ်အဲ့ဒီလိုတော့မဖြစ်နိုင်ဘူးဗျလို့ပဲလို့အချိန်နေရအဲ့ဒီလိုဖြစ်တာကိုပြနေရလေ ်မပြောရပေဘူးဗျာအဖြစ်မှန်ကိုသိကြဖို့အတွက်အဲ့ဒီခြေအားရှင်ကိုမတွေ့မနေရှာမှဖြစ်တော့မယ်ပေါ့ဗျာဒါပေါ့ကိုပိုက်ရင်လိုပြင်းဒီလောင်းကိုတဲစုပြန်ပုတ်ပြီးဒီခြေအားရှင်မိမနှက်ကိုပြန်လိုက်တာပေါ့ဒီမိမနဲ့ပတ်သက်လို့အဲ့လိုလုပ်ရင်ကောင်းလားဗျာဘာလို့မလုပ်မှာတော့ကိုပိုက်ရဲ့ဒီမိမခြေအားကိုကျွန်တော်တို့ကလက်တလောဖိုးခွေးရဲ့မိမထင်လို့တတ်မှတ်ကြတာလေဖိုးခွေးကိုကျွန်တော်တို့ကူညီနေတာလေသူ့ကောင်မလေးကိုလိုက်ရှာနေကြတာလေလူလေးဗျာဟုတ်ပါရဲ့ ကျွန်တော်မင်းနေသေးပဲတို့ဖြင့်ကျွန်တော်တို့ကတဲစုနာပြန်ရောက်လာကြတယ်မောင်စာပြုံးနေပြီဖြစ်တယ်ကျွန်တော်တို့တော့ဒီတဲစုမင်းတ냐လောက်အိတ်သွားကြမယ်ထင်နေကျွန်တော်ကပြောလိုက်တယ်ကိုပိုက်ဟုတ်ရှိမင်းကြည်စမ်းမိတို့တွေနေပါလားဟုတ်ပါတဲစုထိတ်မှာမိတို့များကိုစီကန်ပြီးလူတစုရှိနေကြတယ်ဘာလုပ်နေကြတာလဲကျွန်တော်တို့ကခက်လန်းလန်းကိုသွားလိုက်တယ်ဟမ်ဟောအမီတို့ကိုင်လန်ပါလူတစုကကျွန်တော်တို့ကိုစောင့်နေတယ် ထိုလူတစုရဲ့ရှေ့တွင်မှာတော့အသက်80ရွယ်အဖိုးအိုလန်ပါဖြစ်တယ်။ကျွန်တော်တို့မြင်တာနေရက်ခလောင်လာပို့တာလား။ကျွန်တော်တို့အန်အော်မီဘလုံးလုံးသိနေကြတာလေ။နို့ကိုနေပါဦး။ကျွန်တော်တို့ကိုထွက်ကြတာလား။ဟုတ်တယ်။တိန်းစုတွေကိုရက်ခလောင်ထမ်းပြီးဝင်လာမအောင်မကြိုက်လို့ထွက်ဆောင်နေတာ။ငါတို့တွေနေလေကလေးကစောင့်နေတာ။ငါတို့ထင်တာကအတော်လေးနောက်ကျပြီ။ရက်ခလောင်ကရောက်လာတာကိုအလိုလေးပြား ကျွန်တော်လင်းမြင့်နိုင်ကိုအားကိုးတည်းကြည့်မိရင်ကျွန်တော်ဘာမှလည်းနားမလဲတော့ပါလင်းမြင့်နိုင်အလုံးစုံနားနေလိုက်မယ်လို့ကြည့်ချင်းအားဖြင့်လင်းမြင့်နိုင်ကကိုပိုက်တီးရတော့မှာပါအဖိုးအရနာကတ်သွားတယ်ကျွန်တော်တို့ကိုတခုခုပြောတင်တယ်လို့ထင်ပါတယ်အဖိုးအိုကအနောက်ကလမ်းပါကိုလှမ်းကြည့်ပြီးအလောင်းကိုယူတစ်ခါလေးလှုပ်လိုက်ဘာတွေပါလဲဘလို့တွေပါလဲအဖိုးအရစကားဆုံးတာနဲ့လမ်းပါလေးယောက်က ိုးခွေးရဲ့ပခုံးထက်မှရဲခါရဲ့လောင်ကိုလာရောက်ယူကြတယ်။ကျွန်တော်တို့ကိုတခုပြောတင်တယ်လို့ထင်ပါတယ်။သူပြောလိုက်တယ်ကိုကြားလိုက်တယ်။ဂျီရင်ဖိုးအိုကနောက်ဘက်ကလမ်းသားတွေကိုလှမ်းကြည့်တယ်။လောင်ကိုယူတစ်ခါနဲ့လှုပ်လိုက်။ပြောတန်ထွက်လာတာကြောင့်အံ့ဩရပြန်နေ။ဘာရီလေးအဖိုးအိုရဲ့စကားဆုံးတာနဲ့လမ်းသားလေးတယောက်ကဖိုးခွေးရဲ့ပခုံးထက်မှရဲခါရဲ့လောင်ကိုလာရောက်ယူသွားတယ်။လမ်းပအုပ်စုရဲခါရဲ့လောင်ကိုထမ်းပေါ်ပြီး ထိုနေရာမှထွက်သွားရင်အဘိုးအိုသည်ကျွန်တော်တို့ကိုကောင်းဆက်ခေါ်ပြလိုက်ပြီးထိုလမ်းပါတို့နောက်လိုက်သွားတာကြောင့်ကျွန်တော်တို့လည်းအဘိုးအိုရဲ့နောက်ဘူးမသိဖားမသိနဲ့လိုက်သွားချီရင်သွားရင်ဆိုတာ၌အဘိုးအိုရဲ့နဘေးမှာလင်းမြင့်လိုက်ရှိရေးဘိုးခွေးနဲ့ကျွန်တော်ကနောက်ခန်းလန်းလန်းမှဖြစ်တည်တခုခုတော့လက်တလောပြောတဲ့နေထင်တာပဲလင်းမြင့်လိုက်ရဲ့ပြောတဲ့အောင်ကြားတာကြောင့်လမ်းလျှောက်လို့မြင့်တယ်မီအဘိုးအိုနဲ့လင်းမြင့်လိုက်ရဲ့နာကတ်နိုင်တယ်များကတ်သွားရင်အဘိုးအိုပြောတာကိုတဲတဲကွယ်ကွယ်ကြားလို့ရဖြစ်တည် ရခမင်းတို့နဲ့ထွက်သွားရင်တော့ဒီပဲတော့မှပြတ်မလာတော့ဆိုတာသိလိုက်တယ်လေ။ဟမ်ဘလို့တကယ်တော့သူတရားနေထွက်ကြနေတာမင်းတို့ရလာတာနေအတော်ပဲပေါ့မင်းတို့ကိုအကြောင်းပြပြီးထွက်ခွန်ရသွားတာလို့ပဲလို့သူဘလို့မှပြေးမလွက်ဘူးဆိုတာငါတို့သိပြီးသားလေကွာကျွန်တော်တို့လေတီးတဲ့ရှင်အောင်ပြောပြလို့ရလိမ့်မယ်ထင်ပါရင်လင်းမြနိုင်အောင်ပြောလိုက်တယ်အေးရှင်းအောင်ပြောဆိုတော့ပြောတာပေါ့ မင်းတို့ခြေရခံလိုက်သွားတဲ့မျိုးသမီးကရက်ခါကိုတတ်ချင်နေတာလीအဲ့လိုဆိုတော့ငါတို့တွေ့မိပြီလေကွာသူ့ကိုအဲ့ဒီအမျိုးသမီးကတတ်နိုင်လိုက်မယ်ဆိုတော့သူ့ကိုတတ်ဖို့တို့ဖြစ်ရင်အဲ့ဒီမျိုးသမီးကဒီတဲဆိုနာမှာရှိပြီးဘာလို့အခွင့်အရေးမရတာတော့ဘာလို့ဒီတော့မယ်လိုက်တက်ရတာတော့လင်းမြက်လိုက်အောင်မေးလိုက်တယ်ဒီမျိုးသမီးကငါတို့တဲဆိုမင်းဘာပြက်တနာမှဖြစ်ချင်မှုလေငါတို့ကသူ့တဲကိုကယ်ထားတာဆိုတော့ငါတို့ကိုကြည့်ရတဲ့သဘောပေါ့ အမျိုးသမီးရရက်ခောင်းတော့မဖြစ်မနေတက်ချင်နေတယ်။နှုတ်ဖြင့်ဖိုးရဲ့သူတို့နှစ်ယောက်ကတော့ဘလို့ပတ်တက်နေလဲ။အဖိုးတို့တဲဆိုနေလေဘလို့ပတ်တက်နေရတော့။တကယ်တော့ဘုံကြီးမှုရွာပတ်ဆိုသလိုပဲကွာ။အဲ့ဒီမျိုးသမီးရလေငါတို့တဲဆိုနေမဆိုင်ပါဘူး။ရက်ခောင်းလည်းဘာမှမပတ်သက်ဘူး။အေးလေဒါရီကိုနောက်ကြုံမှပြောတာပေါ့။အခုတော့ဒီကောင်ကိုပြာချလိုက်အောင်မင်း။ဟော။သူပြောစကားကျွန်တော်နားမလဲနောက်မှတီးလိုက်တယ်ရခိုင်ရဲ့လောင်းကိုတကြွရန်လှုပ်ငါထင်းပေါ်ကြီးလှုပ်ထားပြီဖြစ်တယ် ထိုထင်းမုံကြီးအပေါ်ရှက်ခါရဲ့လမ်းကိုတင်ပြီးမီးတကြိုလိုက်ကြတယ်။ရှက်ခါရဲ့လောင်ပြကြသွားမှထိုလမ်းမဥစွာတဲနောက်ဘက်ကိုပြန်သွားတယ်။အဖိုးအိုကလည်းပြန်သွားတယ်။ကျွန်တော်အဖိုးအိုရဲ့နောက်ကိုလိုက်တော့ဒီကျဲစုမှာတညတော့လက်ခံမင်း။နောက်နေ့စောစောပြန်ကြကြည့်။မနေ့ကတဲကိုပဲပြန်သွားကြ။စားဖို့တောက်ဖို့စီစဉ်ပေးမင်း။နောက်တောင်မှမင်းတို့ရက်ခါလောင်ကိုလာတဲ့ပြီလို့ဒီညနေနဲ့ခွင့်ပြုတာ။ဟော?အဖိုးကတော့နေပြောပြီးလက်ကနေအမောင်ကြီးသွင်းဝင်သွားတယ်။ ညာလိုက်သေးဖြစ်ခြင်းကျွန်တော်တို့ကတဲစုကိုလာဝရဖြစ်လို့မနေ့ကတဲခုတ်ခဲ့တဲ့တဲညာလေးတို့ပြန်သွားလိုက်တယ်တဲလေးတို့ရောက်မှခြေပြက်လက်ပြက်လဲချလိုက်တယ်ပင်မန်းနေသည်ကိုသူ့လဲလျောင်းနေရမှာအင်ဂျင်စိတ်ဖြစ်လာတယ်မိကနေဖြစ်သွားတဲ့ချိန်ခုပိုက်ခုပိုက်ခုပိုက်သူ့လူကိုလှုပ်နှိုးတာကြောင့်မျက်လုံးဖွင့်လိုက်တယ်လင်းမြင်းလိုက်ဖြစ်တယ်ဘာရောထောင်းကြည့်ကြစမ်းမြဤသူပြောလာတာကြောင့်ကမန်းကရန်ထပြီးလင်းမြင်းလိုက်ညွန်ပြရအောင်လှမ်းကြည့်တယ် ်အတော်လန်းလန်းမှာတဲစုပြင်မဲလောက်ဖြစ်မင်းမီးတော့မီးရံနေတွေ့ရတယ်တွုံးမီးလောင်နေရများလားဘလို့ဖြစ်နိုင်မှာတော့ကိုပိုက်ရဲ့ဒါတဲစုပြင်သားလောက်မှလည်းဖြစ်တာပါလို့ဖြင့်တဲစုတစ်ခုလုံးမီးလောင်နေရဖြစ်မှာပေါ့တို့ကျွန်တော်ကခံမှန်းပြောလိုက်တယ်အဲ့ဒါကပိုမဖြစ်နိုင်သေးတယ်လို့ဖြင့်သိရင်လည်းပြောစမ်းမအောင်တဲတလုံးမီးလောင်နေဆိုရင်ဖြင့်လူတွေစုညံနေမှာပေါ့မီးကိုဝိုင်းတက်ကြမှာပေါ့အခုတော့ငြိမ့်ငြိမ့်တက်တက်ရင်တို့ဖြင့်ဘာဖြစ်နိုင်မလို့ တင်းရင်ပြောချင်ဗျာတိကျင်တော့တွားကြည့်မှရမှာပေါ့တော့ဖြစ်၍လင်းမြက်လိုက်နေကျွန်တော်ကမီးတော့ရှိရတော့ထွက်ခဲ့တယ်ဖိုးခွေးတယောက်ကတော့အိမ်မောကြနေတယ်ဟောက်လို့ပဲနေသေးတယ်တော့ဖြင့်ကျွန်တော်နဲ့လင်းမြက်လိုက်ကတဲစုများတို့ဖျက်လျှောက်ခဲ့ရာတတိထားမိသေးမှာတဲစုတွေလူရိတ်လူရောင်များမတွေ့ရချင်းတဲတွဲအိမ်မောကြလာကြောင်လဲပြက်နိုင်နေမီးလောင်နေတာမသိကြတာလားထူးဆန်းနေလို့တော့ထိမိသားဗျကဲကိုပိုင်ရှေ့တဲရင်လဲကြောင်ရင်ဖြင့် မီးတွေကိုတွေ့ရတော့မှမို့ဒီတစ်ခါပါမီးဆိုတာသိပြီပေါ့ကျွန်တော်နဲ့လင်းမြင့်လိုင်ကထိုတေးစုမခြုံပေါ်တို့ဖြစ်မယ်ပြုဟမ်အိုးတစ်ဖက်တော့ရုပ်ကြီးထွက်လာရင်မဖြစ်တော့ကြောင်းချောင်းမြောင်းပြီးတော့ကြည်လိုက်တယ်ဘဲတွင်းမူလူရစုံများတီရိုစကားတန်တွေကြားနေရတာကြောင့်ဖြစ်တယ်အလိုလေးပြန်ချင်းမီးပုံကြီးပေါ်မှာရှိတဲ့ရခိုင်ရဲ့အလောင်းကိုမီးတကြုံနေခြင်းမှလားလမ်းပါလူစုဝိုင်းပတ်နေကြတယ်လက်ထဲမှာလမ်းရှိကိုစီနဲ့ ညီထောက်ကင်ထားကြတယ်။သူတို့ရဲ့နောက်ကွယ်မှာကလေးနဲ့မိန်းမတွေရှိကြတယ်။ရခိုင်ရဲ့လောင်မီတဲ့ကျုပ်ချင်းကိုစိတ်ဝင်တစားကြည့်နေကြခြင်းဖြစ်တယ်။ကျွန်တော်တို့ကစိတ်ဝင်တစားကြည့်နေရမှထိုမိဘကြီးမှအသက်80လမ်းပါဖို့ထွက်လာတယ်။ပြီးမှလမ်းပါတို့ဝေးဝိုင်းကြည့်ပြီးငါတို့ပေါ်မှာမကောင်းနေသူတော့သူ့စရိတ်နဲ့သူသွားပြီ။အဖိုးအိုရဲ့စကားဆုံးတာနဲ့ဝေးဝေးဆိုပြီးပြိုင်သူအော်ကြတယ်။ရုတ်တရက်မို့ထိတ်လန့်သွားတယ်။ငါတို့ပေါ်ကောင်းရင်ဆောင်ပြီး သူ့ရဲ့ကိုကြိုးတွေလုံနေတာငါသိတာကြာပြီအခုတော့သူ့စရိတ်နဲ့သူသွားပြီလေဝေးဝေးဝေးရဲ့လို့ကြောက်ခမန်းလိလိတမ်းမြိုင်အော်ဟဲ့ကြရင်ဒီတခါတော့ကျွန်တော်တုံ့လုံးခြင်းမဖြစ်တော့ပါစေသူ့ဖြစ်လာမည်ကြိုတီထားပြီဖြစ်ကြအောင်ခွလွတ်တယ်တဲ့တီးခံနေတဲ့တနာရတဲ့တဲ့ငါတို့ပေါ်ခေါင်းငေါင်းယူပြီးသူ့အေးအေးနဲ့ငါတို့နှိပ်စက်တဲ့ကအခုတော့သူ့စရိတ်နဲ့သူသွားပြီကျွန်တော်နဲ့လည်းမြင်လိုက်ရလွန်မင်းစွာစိတ်ဝင်စားတယ် ထို့လန်ပါဖို့ပြောရစကားကြောင့်ကျွန်တော်ရခဆိုတဲ့တွေ့ကြောင်ခခနာနာတိလို့ရေကိုလီမနေ့ကအဖိုးကိုမေးကြည့်အောင်ညာလင်းမြန်လာရသေးရဝတိအတိုင်းတရက်တွေပေါ်ရုံပြုံးများရင်အဖိုးကပြောမတယ်လားဗျာဘာလို့မပြောရမှာတော့อืมကိုပိုက်ပဲစဉ်းစားကြည့်လေရခဆိုတဲ့ကောင်ကသူတို့ပေါ်ဘယ်လိုတွေကောက်ချက်ခဲ့ရုံမှာခဲ့နိုင်တဲ့စင်းနဲ့လောက်ခဲ့လဲမသိဘူးအတော်လေးနာကြည့်နေပုံရှာရင်ပြီးတော့စစ်စုပ်ရွှန်ရှာနေပုံလဲရှာရင် ဒီတော့ပြောမှာမဟုတ်လောက်ဘူးရှင်းအောင်ပြောပါလားကိုလင်းသူရောက်มาတဲ့ကြောင်းပြောရမှာတော့ပါဇက်တနာတွေဆိုရလဲဖြစ်နိုင်တယ်လေရခသူတို့ပေါ်မှာဘလူရီလောက်ခဲ့တယ်ဆိုတော့လုံးဝမပြောတာအကောင်းဆုံးဒီနေရာမှာပဲခြေချလိုက်ပြီးမတိခဲ့မရှိခဲ့မဖြစ်ခဲ့လို့သူတို့သတ်မှတ်ကျင်တာဖြစ်မှာပေါ့ကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ်မကောင်းတဲ့ဘက်ကပဲဖြစ်ဖြစ်တမိုင်းမှာမထားခဲ့ကျင်တာဖြစ်ဖြစ်မင်းကျွန်တော်ဆိုလည်းအဲ့လိုလုံးမှာကိုပိုင်ရဲ့ဗျာကျွန်တော်လင်းမြင့်နိုင်ရောတန်အတော်ကြည့်မိလေငါတို့တွေ သူ့ကိုတုတ်တင်လိုက်တဲ့အမျိုးသမီးတွေဂုံပြိုကြီးတောက်ကြဆို့ကောကိုလင်းဟိုမဲ့ကြည်စန်းသူတို့မေအရက်ပလင်းကိုစီပန်ကြတာပဲဗျကြည်စန်းကြည်စန်းမိမနဲ့ကလေးတွေလည်းတောက်ကြတယ်နော်အတော်ကြည့်နေကိုပိုက်သူ့ကြောင့်ကျွန်တော်နှုတ်ဆက်လိုက်တယ်လမ်းရွေတာကဲခတ်လိုက်တယ်ကိုပိုက်ရေကျွန်တော်တို့လေသူတို့လိုလိုက်လုံးကြတာပေါ့ဗျာသူတို့အလောင်းပြကြတဲ့အထိကြည်ရင်နဲ့တောက်ကြမယ်ဗျာကဲကိုပိုက်ကျွန်တော်တို့တဲပြက်ပြီးတော့နားနေအေးလိုက်ကြတာပေါ့ တို့ဖြင့်ကျွန်တော်နှင့်လင်းမြနိုင်သည်တဲသူပြန်လာခဲ့ရင်ခိုးခွေးတယောက်တဲထွေမရှိပါလားခိုးခွေးဘယ်ကိုထွက်သွားပါလဲတရင်တို့ပေါ်ပေါ်သွားတာနေမှာပေါ့မဖြစ်တော့ဘူးဗျကျွန်တော်နဲ့လင်းမြနိုင်တဲပေါ်တဲလဲလျောင်းလိုက်ကြရင်နန်းထရီနန်းထရီတို့နေအောင်ဟဲ့ရင်ကျေးလွာသွားရင်တန်တဲနောက်ဖက်ခလန်းလဲမှာကြားလိုက်တာကြောင့်ကျွန်တော်နဲ့လင်းမြနိုင်ကကြပြကတိနေရာကိုပြေးသွားလိုက်တယ်ဒါခိုးခွေးရဲ့တမ်းပဲခိုးခွေးပဲပြေးတာလေကျွန်တော်ပြောလိုက်တယ် သူရဲ့ကောင်မလေးကိုတွေ့လို့ဟော်ခေါ်ပြေးလိုက်တော့တာဖြစ်မဲဗျ။သူနဲ့တွေ့လိုက်၍ကျွန်တော်နဲ့လင်းမြက်လိုက်သည်ခိုးခွေပြပြလွလွသွားရင်တော့လိုက်သွားကြပြန်နေခိုးခွေခိုးခွေခိုးခွေရှီမပြေးလွားနေတဲ့ခိုးခွေကိုလှမ်းအော်ခေါ်ရင်လိုက်သွားကြတယ်ခိုးခွေကတော့ကြားဟဲ့မတွေ့ပါသူနောက်မှပြေးလိုက်ခဲ့ကြတယ်ဟာဟမ်ရှီမပြေးလွားသွားနေတဲ့ခိုးခွေတယောက်မောင်လျက်လဲကြသွားတယ်ဘလို့ကြောင့်အဲ့ဒီလိုဖြစ်တာလဲခိုးခွေရဲ့နားလျှောက်တဲ့အခါ ဖိုးခွေးတယောက်လဲပြိုနေရမှကုံယုံထလာတယ်။ဘာဖြစ်တာရောမမျောလင့်တော့ကျွန်တော်ရဲ့တန်ကိုကြားလိုက်တာနဲ့ဖိုးခွေးကအိုင်အော်တကြီးကြည့်ပြီးကျွန်တော်ကောင်မလေးကျွန်တော်ကောင်မလေးတွေ့လိုက်တယ်။ဘာလို့ပြေးထွက်သွားမှမသိဘူး။ဟေးမင်းအထင်မြင်မားတာမြန်လား။ဘလို့ဖြစ်နိုင်မှာရောမြန်။ကျွန်တော်ကောင်မလေးကိုကျွန်တော်သိတာပေါ့။နှုတ်ဖြင့်ဘာလို့မင်းခေါ်တာကိုသူမကြားရတာလဲ။ကြားပါလိမ့်မယ်။နှုတ်ဖြင့်ဘာလို့မင်းကိုတွေ့မခံတာလဲ။အဲ့ဒါပဲကျွန်တော်စဉ်းစားနေတာ။ ကျွန်တော်သူကျွန်တော်မှမသိလို့များလားလုံးမမဟုတ်လုံးမမဟုတ်ဘာဖြစ်လဲပြောစမ်းမအောင်သူလူစင်စစ်မဟုတ်သေးရဲ့လားလို့ဟေးမင်းဆိုလို့ကျွန်တော်မင်းကိုကိုထင်ပြနေတဲ့ဝိညာဉ်ပေါ့ဟုတ်လားဝိညာဉ်ကခြေရာခြံခဲ့ပါမလားဟောလင်းမြင်းလိုင်ကမြေပြေပေါ်မှာရှိတဲ့ခြေရာကိုတံပင်းနဲ့ထိုးပြတယ်ဖျားကြီးဟုတ်ပါလက်လက်ဆက်ဆက်ခြေရာဖြတ်တယ်မင်းတက်လွဲကြီးရှောက်ပြီးတွေးမနေနဲ့မင်းကောင်မလေးကလူစင်စဲကွာတကယ်လားအေးပေါ့ ။လို့ဖြင့်သူ့ရဲ့နောက်ကိုလိုက်သွားကြမယ်ဗျ။မနေ့ကမှလိုက်တာပေါ့။အခုဘာဖြစ်လို့တော့။ငါတို့လမ်းပါဖို့နဲ့တွေ့ရအောင်မီ။သူ့စရာသိကျင်တာတွေငါတို့မရှိသေးတယ်။ပြီးတော့အဲ့ဒီလိုနေလိုက်ခြင်းအပြင်မင်းကောင်မလေးကြောင့်လည်းသိနိုင်လောက်တယ်ထင်တာပဲ။ဗျာ။သူ့နဲ့ပြောပြီးကျွန်တော်တို့ကတဲကိုပြန်လာခဲ့ကြတယ်။တဲကိုရောက်တာနဲ့စိတ်လွတ်ကိုလွတ်လဲလျောက်ပြီးတော့အိတ်ကြတယ်။မကြခင်မိတော့ရှိရတော့လှန့်အကဲခက်ကြည့်တယ်မိရှိန်ရောပြီး ဒီတော့တကြွချင်းခန္ဓာပြီးဆုံးတော့မယ်သဘောမှဖြစ်သည်။ညီမကြကြအိပ်ပျော်သွားရင်မသိချင်းမိုးစစ်စင်လဲမှအိပ်ရနိုးလာတယ်။ဟမ်လမ်းမဖို့ကျွန်တော်ရဲ့တဲရှိကိုရမိတယ်။ကျေးဇူးတင်တယ်။ဘာလို့ကျေးဇူးတင်တာတော့လင်းမြင့်လိုက်အမေးလိုက်တယ်။ရက်ခသိပြီဆိုတာအလုံးရှင်းရှင်းလင်းလင်းသိလိုက်လို့ပဲ။ပြီးတော့ဒီကမ္ဘာလောကကြီးကနေကြာပြက်လုံးပြက်ခွင့်ရလို့ပဲ။တခုတောင်းပန်စကားပြောခြင်းနေ။ပြောကြည့်လို့ရပါတယ်။ ရက်ခနဲ့ပတ်သက်လို့ဘာမှမသိခဲ့ဘူးမမြင်ခဲ့ဘူးမပြုတ်ခဲ့ဘူးလို့တတ်မှတ်ပေးပါမဖြစ်နိုင်ဘူးလင်းမြန်လိုက်ဘလို့သဘောနဲ့ပြောတာလေသူပြောလိုက်ခြင်းကြောင့်လန်ဘာအဖိုးအိုကမျက်စိမျက်နှာပြက်သွားတယ်သူ့ပြင်မဲ့ဖိုးကဟန်ဆောင်ပြုံးလာဟန်တူပြီးလက်ခုပ်သုံးချက်တီးလိုက်တယ်အလိုလေးဗျာအဖိုးအရဲ့လက်ခုပ်တန်းအချက်ပေးတန်ဆုံးတာနဲ့ကျွန်တော်ရဲ့တဲပပတ်လယ်မှာလန်ဘာတွေရောက်လာတယ်လန်ရှိကိုစီနဲ့ဖြစ်တယ် တင်းမာသောရှမ်းလိုသောမြေနှထားနှင့်ဖြစ်တယ်။ငါတို့မေထင်းပုံကြီးတွေအများကြီးရှိတယ်။လူ၃ယောက်လောက်ကိုပြအဖြစ်ပြောင်းလဲမယ်ဆိုရင်ငါတို့ရဲ့တက်ညီလက်ညီဒုက္ခခံလို့ရတော့တနေမကုန်ပါဘူး။ဟမ်။ကျွန်တော်နေ့ဖိုးခွေးထိတ်လန့်သွားကြရင်လင်းမျက်နှာရတော့ခက်ပြုံးပြုံးမေလုံးဝကိုတုံလုံးဟန်မတူပါလက်တွင်မှတနက်ကိုမိုးပေါ်ထောင်ရဲတစ်ချက်စီပြက်လိုက်တဲ့ပြင်းထန်သောရန်အားပေါက်ကွဲတဲ့နောက်ကျွန်တော်တို့ဝိုင်းပတ်ထားတဲ့ လမ်းမတွေထိလန့်တကြားဖြစ်သွားတယ်။လမ်းရှိကိုင်းရဲ့လက်တွေတဆက်ဆက်တုန်နေကြတယ်။လမ်းပါဖိုးအောင်ကတော့လင်းမြက်နိုင်ကိုမကြည့်မနဲ့စူးဆိုင်ကြည့်တယ်။ရခနဲ့မင်းဘာမှမထူးပါဘူး။သွေးအေးအေးနဲ့ပြောတယ်။ငကန်းတေလို့ငဆွေပေါ်လာတာပဲလား။ကြီးတွားလာပြန်နေ။ကျွန်တော်လင်းမြက်နိုင်ကိုအထင်တကြီးကြည့်လိုက်တယ်။ဂျမန်မထားလိပဲ။သူတို့ရဲ့တားကောင်ဖြတ်ခဲ့ရတဲ့ကျွန်တော်တို့ကယခုတော့သူတို့ကိုအားစာအားနာပေးနိုင်လောက်တဲ့အခြေအနေကိုပြောင်းလဲသွားခဲ့ခြင်းကြောင့်ဖြစ်တယ်။ ငါတို့မယ်ပွက်ကျွေးရှိလို့ထင်ပါရဲ့အဖိုးအိုကလက်ခုပ်တန်ငါးချက်တိလိုက်တာနဲ့ကျွန်တော်တို့ရဲ့ပပတ်လေမှာရှိတဲ့လမ်းပါတွေကရုပ်တရည်အမောင်ရိပ်တွေပြေးထွက်ပြောက်ကွယ်သွားကြရင်ငင်းဆောင်ကလွတ်လိုက်တဲ့မြင်းတွေကဲ့သို့ဖြစ်ပါရင်အဖိုးအိုအရောမူရံမြင်းရံစဲဖြစ်တယ်ကျွန်တော်တို့အတွက်အနေရမရှိလောက်လို့ထင်လိုက်တယ်ကျွန်တော်တောင်းမှန်ပါတယ်ခုံကြီးကောင်းခောက်ပြီးမှလေကွာအထင်မလွဲပါနဲ့ကျွန်တော်တို့ဒီမဲ့မနေပါဘူးလင်းနေအားကိုနဲ့ အဖိုးတို့ပေါ်နိုင်တဲ့စီးနေလည်းမလောက်ပါဘူး။မလို့အပ်ပဲအစွမ်းပြလို့လို့ဖြစ်သွားတယ်တီးတွေ့တောင်းမှန်ပါလေ။အဖိုးခွလွန်မယ်လို့ထင်ပါလေ။ပြောကြည့်ပါဦးကွာ။တကယ်ပါအဖိုးတို့ကျွန်တော်တို့ပေါ်မှာအထင်လဲတော့မှစိုးရိမ်နာကြောင့်ရှင်းပြချင်လို့ဒီလိုလှုပ်လိုက်တာ။အဖိုးထင်တယ်လို့ကျွန်တော်တို့ကရက်ခလို့မဟုတ်ပါဘူး။ရက်ခလို့လည်းမဖြစ်စေရဘူး။စောစောကတနက်ဖောက်လိုက်တယ်ဆိုတော့ချိန်ချောက်တာလည်းမဟုတ်ပါဘူး။ကျွန်တော်တို့အသက်အန္တရာယ်ကာကွယ်ဖို့မလို့အပ်ပေမယ့်ဒီလိုမှမလုပ်ရင် အခုလိုရှင်းပြခွင့်မရမှာစိုးလို့ပါ။လင်းမြန်လန်ကတုံ့နေပြောရင်အဖိုးအိုတစ်စိတ်တစ်ဆောင်ကြည်လိုက်တယ်။အဖိုးဖြစ်စေချင်တယ်လို့ရက်ခနဲ့ပတ်တယ်လို့ကျွန်တော်တို့ဘာမှမသိခဲ့ဘူးလို့သဘောထားပါမယ်။လို့ဝင်မယ်လို့တခုတော့တောင်းဆိုခြင်းနဲ့ပြောကြည့်ပါဦးလား။ဖြစ်နိုင်ရင်ဖြစ်ရမှာပေါ့။ရက်ခရဲ့အကြောင်းကိုမပြောချင်သေး။ရက်ခကိုတတ်လိုက်တယ်ဆိုရင်အမျိုးသမီးရဲ့အကြောင်းကိုတော့သိချင်သေး။ဟေး။ဘလို့များပတ်တယ်လို့တော့သူကအဲ့ဒီမျိုးသမီးကိုလိုက်ရှာနေရလေ။ ။လို့ကြောင့်ကျွန်တော်တို့ကသူ့ကိုလိုက်ပြီးတော့ကုညိနေတာ။လို့ကြောင့်မှနားလေပေးပါ။တိုးဆိုလိုက်တော့အဖိုးအိုကဖိုးခွေကိုစူးစူးစမ်းလိုက်ကြည့်။ငါ့ရဲ့တက်တန်တွိတ်ကြုံရပြောရရင်ဖြင့်သူကျမ်းမာကြီးကောင်းမှုမရဘူး။ဟမ်။ကျွန်တော်နဲ့လင်းမြင့်လိုက်ရအဖိုးအိုစစ်စစ်ကြည့်လိုက်တယ်။ပြီးတော့ဖိုးခွေကိုလမ်းကြည့်။အဖိုးအိုဘာလို့ဆိုလို့ကျင်တာလဲ။ဖိုးခွေကသူ့ကိုအပြောခံလိုက်ရတာကြောင့်ဒေါသထွက်သွားဟန်သူတွေ အဖိုးအိုပြူးကျဲသောမျက်လုံးနဲ့ကြည့်လိုက်တယ်။ကျွန်တော်ဘာလို့ကျမ်းမာရင်မကောင်းရမှာတော့ကျွန်တော်မေဖျားနာရင်ဆိုတာမရှိဘူး။ဒီတွင်အဖိုးအိုကကျွန်တော်ဘက်ကိုလှည့်ကြည့်ပြီးသူ့ရဲ့ကိစ္စကိုထားလိုက်လို့ရပါရဲ့။ဒါငါတို့နဲ့လည်းမဆိုင်ဘူး။အေးမင်းတို့သိကျင်တဲ့မိမအတန်းကိုတိတိလောက်ပြောပြစီရမယ်ရှိတယ်။နှုတ်ဝိမေသူ့အကြောင်းပြောရင်ဖြင့်ရက်ခအကြောင်းမှပြောမှဖြစ်မှာဆိုတော့မင်းတို့ကရက်ခအကြောင်းမပြောချင်သေးဆိုရင် အခုတော့ရက်ခအကြောင်းလဲပြောရတော့မှာပေါ့ကွာအဖိုးအိုကအိမ်များတာကြောင့်တဲရှိမှာထွက်ထိုင်ပြီးကောင်းငင်ထက်ကကျဲစုတွေကိုကြည့်နေတယ်။လေပြေလေးတိုက်ခတ်တာကြောင့်အေးစိမ့်စိမ့်တော့ဖြစ်ရှိတယ်။အဝေးမှာတိုင်းရဲတကောင်ရဲ့အတန်ကိုတက်တက်လေးကြားရတယ်။သူ့အတန်နဲ့သူရင်းနှီးနှီးဖြစ်တယ်။တောပြင်းကြားကောင်ဖြစ်တယ်။ကြားကောင်ဆာရှာထွက်တာလား။သူ့ဆိုလိုထိုကြားကောင်ရဲ့အတန်ကိုသူနှိမ့်စားတို့ဝလှလို့ကြားတာကြောင့်ဒီညာတစ်ဝိုက်မှာကျက်စားနေတော့တိုင်းရဲကောင်ဖြစ်လိမ့်မယ်။ ဒီဘွားမှာတော့ဖြင့်ကြောက်စရာမလိုသူတို့တဲစုကနာတို့ဝင်ရောက်လေရောက်ထားရှိရန်မတူချင်းခက်လန်းလန်းတောင်ကျောတွေမှာဖြစ်တယ်သူရဲ့တဲစုကလူတွေကထိုတောင်ကျောပေါ်တော့အမြဲလိုလိုသွားလာရပေမဲ့ထိုတိုင်းရဲကောင်နဲ့ကြုံခဲ့ရတယ်လို့မရှိခဲ့ဘူးချင်းနေပြမှာပဲရှိုးလေးနဲ့မှပုံအောင်အိတ်နေတာလေအဖိုးအိုကထိုတိုင်းရဲကောင်ရဲ့အတန်ကိုနောက်ဆက်နေရမှဒီနေ့မှပဲကြားနေကြအတန်မဟုတ်တဲ့အတန်ကိုကြားတာကြောင့်အတန်လာရဘက်ကိုတုံးမြစီတို့ မမြင်မှန်းသိပေမဲ့လှမ်းပြီးတော့အကဲခတ်ကြည့်တယ်။ခွေအားတော့တံမြိုင်ဦးနေခြင်းဖြစ်ပါတယ်။ထူးဆန်းလိုက်တာလို့တော့ပြန်စိတ်ကရေရွက်တယ်။အဖိုးဦးရဲ့တွေးကြုံရပုံမှန်အနေထားမှအနှင်းငယ်များပြောင်းလဲသွားခြင်းကအကြောင်းမေတော့မဟုတ်တယ်ရ။မနေ့ကျရင်သူ့ရဲ့ရွာသားတွေကိုထိုနေရာသို့သွားကြည့်ခိုင်းရမယ်။ခွေအားတော့ဦးနေခြင်းအချိန်တော်ကြပြီ။ဖြတ်သွားဖြတ်လာဩကြခြင်းတော့တော့မဖြစ်နိုင်ပါ။အဖိုးဦးရဲ့တဲ့နေပြီးမောင်ရင်တွဲကရှောက်လန်းတဲ့အောင်လှမ်းကြည့်တယ်။ အဘိုးအိုကအမောင်ရဲ့အတွင်းကိုလမ်းကြည့်သူ့ရဲ့ကောင်းထက်မှာငှက်ဆိုးကောင်ကသူ့ကျဲလောင်သောအတန်တရံဖြင့်ဖြက်ပြန်ပြေးခြင်းကြောင့်ရုတ်တရက်မှထိုင်လန့်သွားတယ်။ခွေးမသားငှက်ဆိုးကောင်ဘလို့ခွေးမသားဖြစ်မှာတော့များငှက်မသားပဲဖြစ်မှာပေါ့အလိုလီထိုအတန်ကြောင်နောက်ကိုလိမ့်ကြည့်ရင်ဖခင်ကြီးသူ့ထက်အရန်ပိုတဲ့လူနှစ်ယောက်ပါလားအမောင်ရဲ့အတွင်းကသူ့ရဲ့ထန်သူ့ရှောက်လာကြတယ်အလိုတယောက်ကမိမပါလားယောက်ျားမိမဖြစ်နေတယ် အဖိုးတဲမဲမီးအောင်ပေးလို့လာတာဂျီနာရောက်တော့ဖို့ဟိုတဲဟာလေအဖိုးအိတ်မပြောဘူးလားဗာများစိတ်လောက်ခဖြစ်စရာတွေရှိလို့တော့တရင်တနည်းလေတန်းနဲ့ပြောလာတဲ့ထုတ်လူ အသေးစားကြည့်လိုက်တယ်မထီတထီမျက်နှာပိနေဖြစ်တယ်ဒီရွာကမဟုတ်သေးဘူးအဖိုးကိုကောင်းကောင်းသိတယ်သူ့ရဲ့တိမ်စုလူတွေကလမ်းပါတွေဖြစ်တယ်မိမနဲ့ကလေးတွေရာလည်းတာမန်အရံမောင်ချိစသူတွေဖြစ်တယ်ဒီတော့ထုတ်လူက တနေတဲ့ကြေးအဖြစ်မင်းသူ့ရဲ့လက်ထဲမှာတော့ ြောင်းရှည်တနက်တက်လက်ပါရင် rifle ဆိုလိုခြင်းဖြစ်ပါရင်ထိုသူကမျက်လုံးပြူးပြူးနှက်ခမ်းထူထူမေယိုကာကာစပင်ပုတ်တိုင်းညင်တူတူရင်နဲ့ထွက်နေတဲ့စစ်ဆွဲကြအင်းကြီးပေါ်ပါဝက်ထားတယ်။သူရဲ့နှပိမှာတော့မိမတယောက်စိတ်စိတ်ကြည့်လိုက်မှတရားရှာထားသူဖြစ်တယ်။မျက်နှာမှာလည်းသူရဲ့ပေးကြံနေခြေထောက်တစ်ဖက်ကထော်နှင်းထော်နှင်းဖြစ်နေဘလူရီဖြစ်လာကြတာတော့သူတရားရှာလာတယ်။ဘယ်မှာပါဖြစ်ခဲ့တယ်တော့မသိပါဘူး။ကျုပ်သူ့ကို ိုးခက်လန်လန်ကမြောင်ကျက်လေးထဲမှာတွေ့တာဒီနားမဲ့တဲစုလေးရှိတာသိလို့ခေါ်လာတာကုညီပေါင်းတို့ဆိုတော့အဖိုးအမနေတောင်ကြီးသူကိုနိုင်ကစေးစရာဖြစ်နေသေးဦးမင်းငါ့ကိုစေးစရာမှန်းသိလို့လာတာလားအမျိုးသမီးကိုသူ့ထိုင်နေတဲ့ဝါးကွက်ပြက်ပေါ်မှာလဲလျောင်းစီပြီးညနာကြောက်လိုက်ကတရားရီကိုစေးချောတုတ်ပြန်ပေးလိုက်တယ်ဘလို့လို့သိမှာတော့များဒါသူမရဲ့ကံကြမ္မာကောင်းတာပေါ့သူပြောတယ်လို့ဟုတ်နေပါလား ဒီကနေ့ဖို့အိမ်မပြောဖြစ်ခဲ့